ကျွန်တော်တို့လူသားဆန်မှုတော့ဟိုထိလို့တော့မရဘူးပေါ့လေကျွန်တော်တို့လူတွေရဲ့ခံစားမှုနဲ့ဟိုဘယ်လိုခေါ်မလဲဝိညာဉ်တွေကတော့တသက်ရှိတာပေါ့ AI ကြတော့လည်း machine နဲ့ပတ်သက်တဲ့ဟာမျိုးတော့ဖြစ်မှာပေါ့ဒါပေမဲ့သူ AI ထဲမှာဟိုခံစားမှုတွေပါလာရင်တော့တမျိုးပေါ့ကြောက်စရာကောင်းအောင်တိုင်းကဒီအလပရေးရဆိုတာတဲ့ဒါဟိုကိုယ့်ရဲ့ဒီအရေးပြားပိုင်းဆိုင်ရာထိန်းသိမ်းပြုပြင်မှုတွေကတော့ မဖြစ်မနေလိုအပ်တာပေါ့လေဥပမာနေလောင်တဲ့လူကတော့နေလောင်ဒံတက်တာအောင်ကာကွယ်ရသလိုနေလောင်သွားတဲ့ဥစ္စာကိုပြန်ပြီးတော့အဲပြုပြင်ရတာလေအဲလိုလောက်ကရရှိတာပေါ့လေဒါကတော့လူတိုင်းအတွက်ကတော့ဒီအလားပါရေးရဆိုတာထက်အသားရေထိန်းသိမ်းမှုနဲ့ကျန်းမာရေးကတော့အရေးကြီးတယ်ပေါ့ဒီကတော့ကျွန်တော်တို့ဒီ skin care ပေါ့နော် skin care ဆိုတာကကျွန်တော်တို့ဒီအဲကျွန်တော်တို့လောက်ကရတဲ့အလုပ်ကိုင်ပေါ်မှာမူတည်ပြီးတော့နေရောင်နဲ့ဒါတိုက်ထိတွေ့ရတာရှိတယ် အဲပြီးလို့ရှိရင်ကျွန်တော်အရေးပြတ်တဲ့အချိန်ကာလကြီးရှိတော့ဒီညနာပေါ်မှာရှိတဲ့အရေးအကြောင်းကိစ္စလေးရှိရပေါ့လေ။နောက်ပြီးတော့အသက်အရွယ်ပိုင်းဆိုင်ရာနေလဲပတ်သက်တဲ့ဒီအိုမင်းရွယ်မှုတွေရှိတယ်ပေါ့။အဲဒီအတွက်ကြောင့်ကျွန်တော်တို့ကဒီ treatment တွေကတော့ဒီ skin နဲ့ပတ်သက်တာတော့ပို့ပြီးတော့ဟိုကျွန်တော်တို့ဦးစားပေးဖြစ်တယ်။ဒီကတော့ကျွန်တော်အားကစားလုပ်တာပေါ့လေ။အကစားကတော့အိမ်မှာအကစားကိုနေ့တိုင်းပုံမှန်လုပ်ဖြစ်တယ်ပြီးတော့ကျွန်တော်အဲ့လိုအစီအစိမ့်ဟိုတိတ်မစားပြအောင်နေတယ်ပေါ့ အဲပေါ့ကျွန်တော်တို့အဓိကတော့ကျွန်တော်တို့ရိုက်တဲ့ဇက်လာအဲဇက်လန်တစ်ခုရဲ့ဇက်ကောင်ကောင်ရဲ့လိုအပ်ချက်အရာတော့ပြင်ဆင်ရတာပေါ့လေကျွန်တော်ဇက်ကောင်ကကျွန်တော်အတွက်တကယ်ကို အခြေခံကြကြနဲ့ဘဝနာနာနဲ့ဇက်ကောင်ဆိုရင်တော့ skin care ကိုကျွန်တော်ပြည့်စုံလက်ခံထားပြီးမွေးထားလိုက်ရတာပေါ့လေတကယ်တန်တန်ပြန်ပြန်ဇက်ကောင်အတွက်လိုအပ်ပြီဆိုရင်လည်းအဲ့လိုပဲပြန်မွေးပြီးတော့ treatment ဂျူလုပ်ထားရရှိရပါ့ ုနပြောဆိုလဲပေါ့နော်ကျွန်တော်အမှုပညာသမားမှမဟုတ်ပါဘူးလူတိုင်းလူတိုင်းဒီအေးပြားရင်လည်းပဲဖွဲ့စည်းထားတဲ့ခန္ဓာကိုယ်တွေပိုင်ဆိုင်နေတဲ့အတွက်ကြောင့်ဒီအေးပြားပိုင်းဆိုင်ရာကိုကျွန်တော်တို့ကဒါ view site ပို့လိုတယ်ပေါ့လေကျွန်တော်တို့ကနေ့တူကကဟိုဒီအေးပြားတွေကနေဒီလေထိတွေ့နေတော့အများနဲ့ပြည့်စည်နေကြတာဆိုတော့နည်းနည်းများတော့ view site ပို့လိုပါတယ်ကျွန်တော်တို့အမှုပညာသမားမဟုတ်လဲကျွန်တော်အဲ့ဒါကို view site ဖြစ်မှာပါခင်ဗျ ကျွန်တော်ဟိုဥရောပသွားတာပေါ့နော်ဥရောပဟိုနိုင်ငံလေးတွေခဏခီးထွက်တယ်ပေါ့ဟိုပြန်ရောက်တာမကြသေးဘူးတော့အေးပေါ့အဲ့လိုတော့ပြောလို့ရပါမင်းရဲ့သုံးတော့ရှိပါအပြင်းနဲ့တော့ဒါကျွန်တော်မှတ်ကြည့်ရအောင်နော်ခင်ဗျာဟုတ်မဲတော့မသွားတာတော့ကြာပါပြီခင်ဗျာအဲဒီဒီဟိုဟာဒီနောက်ပိုင်းမှာပြန်သွားပြန်တော့ပေါ့အခုကြာတော့လည်းတက်နေပါဟာပေါ့ရကူရေးမပါပါဘူး။ဟိုဟာတော့ပါတာပေါ့နော်။ကျွန်တော် travel vlog လို့ဟာမျိုးလေးတော့ပါတာပေါ့။ဟိုဟိုလိုရုပ်ရှင်နဲ့ပတ်သက်တာတော့မပါဘူး။ ဟုတ်တယ်ဗျအဲအဲ့တော့ကတော့ကျွန်တော်တို့ဒီဒီကားစီးနဲ့ကျွန်တော်ရှောက်သွားတာပေါ့နော် right of myanmar ဆိုပြီးသွားတယ်ပေါ့ဟုတ်ဒါပေမဲ့ကျွန်တော်အဲ့လိုပြန်စစ်စားကြရင်ကျွန်တော်အဲ့လောက်ထိကားမမောင်းနိုင်တော့ဘူးလို့ကိုယ့်ကိုခံစားမိရပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် overall တော့တကယ်အဲ့ကျွန်တော်ရဲ့ defender ကြီးနဲ့ကျွန်တော်မောင်းတာပေါ့လေအခုနောက်ပိုင်းတော့ဟိုအသက်ပဲကြောင်းရောကျွန်တော်ရဲ့ဟိုဒီဟိုစိတ်ရထက်တမ်းမှုက အကားကိုအဲ့လောက်ကြီးမောင်းဖို့ကကျွန်တော်အတွက်နည်းနည်းလေးဟိုဝင်လေးသလိုဖြစ်နေအဲ့ဒါကြောင့် ဟုတ်တယ်ဗျအဲ့ဒါကျွန်တော်တို့ဟိုပေါ့နော်ကြောဘွိတ်လုံးနဲ့ခီးသွားတဲ့ဟိုပုံစံလေးကျွန်တော်သွားပြစ်တယ်ပေါ့လေအဲ့ဒါဘက်ဘက်ပက်ကာတွေသွားတယ်သွားပြစ်တယ်ပေါ့အဲ့တော့ဟုတ်တယ်အဲ့ဒါပို့ပြီးလွတ်လပ်တာပေါ့လေကျွန်တော်တို့ဒီကြောဘွိတ်လုံးနဲ့ဟိုဒီသွားရလာတဲ့အပေါ်မှာလည်းသူတို့သွားနိုင်ငံကသူတို့နိုင်ငံသားတွေသွားဆိုပဲ public transportation တွေတုံးတယ်အဲရေသက်တာတဲ့ hotel တွေမှာအဲ့လိုရှာပြီးတော့ငားနေကြတယ်အဲ့လိုဟာမျိုးလေးတွေပြောကြကောင်းတယ်အဓိကတော့ဖုန်းနဲ့ပဲ vlog နေ အနေနဲ့ပဲရိုက်ဖြစ်တာပါဟိုကျွန်တော်တကူးတကားကြီးအဲ့လိုရိုက်တာမျိုးတော့မဟုတ်ပါဘူးအဲ့ဘက်မရောက်ဘူးညဘောလုံးနဲ့ပတ်သက်တာကတော့မရောက်ဘူးအာအဓိကတော့ကျွန်တော်ကအေဟိုအင်္ဂလန်ဘက်သွားရင်တော့ဘောလုံးနဲ့ပတ်သက်တာအများကြီးရောက်မှာပေါ့လေလီဗာပူးတော့မဖြစ်မနေရောက်မှာပေါ့အဓိကတော့မရှိပါဘူးအဓိကတော့ကျွန်တော်ဟိုခီးသွားဖို့ဟိုအချိန်လေးတခုရောက်လာလို့သွားလိုက်တာပါပဲအဲကျန်တာတော့ထရီတူမရှိပါဘူးနောက်ပြီးတော့အဲအရန်ဟို တက်တုတ်ရတဲ့ခီးလေးပါခဏခဏလေးပါပဲကျွန်တော်ကြိုက်ပါတယ်အဲကျွန်တော်ဒီလိုကြိုက်ပါတယ်အဲဟိုကျွန်တော်ကြိုက်တဲ့တေးဥဆောင်ပါအဲတူတယ်ဆိုတာလေအသက်ရွယ်ကြောင့်လေအဲ့ဘက်နည်းနည်းရင့်ကျက်သွားတဲ့ပုံစံဘက်ကိုရောက်သွားလို့လေပါကုန်းပါမှာပေါ့လေအဲ့ဘက်သူသူ့ idea သူများနဲ့တော့မတူဘူးပေါ့နော်အဲ့လိုမျိုးနည်းနည်းလေးဟိုကွဲနေတဲ့ idea မျိုးဖြစ်တယ်နောက်ပြီးတော့နောက်ပြီးတော့သူလောက်တာကြိုင်တာလေးလွတ်လပ်တယ်လို့ခံစားရတယ် ဟိုအဲ့ဒါကျွန်တော် AI ပေါ့ AI ကိုကျွန်တော်အဲ့လိုရှောက်ကလိနေတဲ့ကာလာတွေရောက်နေအောင်ကလိနေရင်လည်းအဲ့ဒါဟိုကိုကလိလို့တခုခုလေးကကိုအကိုအတွက်ခံစားမှုလေးတခုဖြစ်ရင်ပရိသတ်တွေကိုလည်းမျှဝေစင်တော့အဲ့လိုလေးတင်ပြင်တင်ပြသွားတာပေါ့အဲ့ပေါ့ကျွန်တော်တို့ကအမှုပြန်သမားဖြစ်နေတော့ကျွန်တော်တို့ဘာလို့လို့ပါခိုင်းလဲ entertainment လေးဖြစ်နေတော့လည်းပိုကောင်းတာပေါ့လေအဲ့ပေါ့အဲ့ပေါ့ character ကရတောင်းဆိုရင်တော့ရိုက်ဖြစ်မှာပေါ့လေဟို character ရဟိုတောင်းဆိုတာပဲကျွန်တော်တို့လုပ်ဖြစ်တာများပါတယ် ွဲလန်းနေဆိုတာလေလိလာတာပေါ့လေကျွန်တော်တို့ကမဖြစ်မနေဖြတ်တန်းရတော့ပါဘူးဒါသူ့ရဲ့ကဘာကြီးရရွေ့နေတဲ့အပေါ်မှာကျွန်တော်တို့လူသားတွေအနေနဲ့ကကဘာရဲ့အရွေ့အပေါ်မှာကျွန်တော်တို့ကအကုန်လုံး hemorrhage ဖြစ်အောင်လိုက်နေနေကြရတာဆိုတော့ AI ခက်မှာလဲ AI ကိုကျွန်တော်တို့ကဟိုတီမီခောက်မိတော့အနည်းဆုံးတော့နားလဲထားမှရမယ်နိအဲ့အဲ့ကြောင့်ဒါကောင်းတာပေါ့လေကောင်းတာပေါ့ဆိုတာတချို့လူလူတွေရဲ့လုံနိုင်တဲ့ဟို လုတ်ရခံရမယ်ချုပ်ထွေးရဲ့ step တွေကိုကြော်ပြီးသားဖြစ်တာပေါ့ဒီ AI ဆိုတာလေလူတွေရဲ့အုံနောက်တွေကိုပဲစုပြီးတော့ comment ပေးရပဲလေအဲ့တော့လူတွေကပဲပြန်ပြီးတော့ဒီတူတူ AI ရဲ့လုံနိုင်စွမ်းကိုလူတွေရဲ့ data တွေထည့်ပေးရတာပေါ့လေဒါပါပဲအဓိကကတော့လူတွေရဲ့လုတ်တာပါပဲအဓိကကတော့ကျွန်တော်တို့လူသားဆန်မှုတော့ဟိုထိလို့တော့မရဘူးပေါ့လေကျွန်တော်တို့ကလူတွေရဲ့ခံစားမှုနဲ့ဟိုဘယ်လိုခေါ်မလဲ ဝိညာဉ်တွေကတော့တသက်ရှိတာပေါ့ AI ကြတော့လည်း machine နဲ့ပတ်သက်တဲ့ဟာမျိုးတော့ဖြစ်မှာပေါ့ဒါပေမဲ့ तू AI ထဲမှာကိုခံစားမှုတွေပါလာရင်တော့တမျိုးပေါ့ကြောက်စရာကောင်းအောင်အဲကျွန်တော် TikTok တော့တိတ်ပြီးတော့မသုံးဖြစ်ဘူးပေါ့နော်တမီးကတော့ငငယ်လေးတွေကတော့ TikTok သုံးတယ်ဒါပေမဲ့လေ तू तू ရဲ့ account လည်းကျွန်တော်မသိဘူးကျွန်တော်က TikTok သူများဟာလေးတွေနည်းနည်း like ပြီးတော့အဲ့လိုကြည့်တာအလောက်ပဲသုံးတယ်ဆိုတော့အဲပေါ့ तू तू TikTok ထဲမှာတော့ तू 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 ရဲ့ပဝင်းကျင်တဲ့သူ့အတိုင်းဝိုင်းမှာတော့သူရောရောက်လာလေးရတော့ရှိမှာပေါ့လေဟုတ် အဲ့လိုတော့မဖြစ်ပါဘူးကျွန်တော်တို့ဝမ်လီပါပဲအကုန်လုံးကမိသားစုကဒါပေမဲ့သူစာစာကိုဖိစီဖိပစီလောက်ရတဲ့ကာလာလေးတော့ဖြစ်နေတာပေါ့လေလောလောဆယ်ရတော့သူကိုယ်နဲ့စာအဲ့ပေါ့စာကတော့သူကဒီသူရှာလေးသူကနေသူ landing လုပ်နေတဲ့ဟိုဘယ်လိုကောင်းမလဲအခိုက်တန်လေးပေါ့သူသူအကြောင်းရဲ့ဟိုဘယ်လိုကောင်းမလဲအတန်းအတန်းရပေါ့ဟုတ်